ငလင်းတန်းအပြင်းထန်ခံစားခဲ့ရတဲ့မန္တလေးနယ်စကိုင်းမှာကုညေကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။မန္တလေးမြို့မှာ12:48မိနစ်မှာပြင်းပြင်းထန်ထန်ငလင်းလှုပ်ခတ်သွားပါရယ်။မြို့နယ်အဆောက်အဦပြိုကျမှုပျက်စီးမှုတော်တော်များတယ်။ထိခိုက်ဒဏ်ရာလူသေဆုံးမှုတွေလည်းရှိပါရယ်။ကုညေကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်လို့မန္တလေးမြို့ကန်တအုပ်ကပြောပါရယ်။ဒါ့ပြင်အင်အားပြင်းငလင်းကြောင့်စကိုင်းတတဟောင်းကျိုးကျပျက်စီးပြီးမန္တလေးမှာလည်းတိုက်တချို့ပြိုကျခဲ့ပါရယ်။ မန္တလေးတိုင်းဒေသကြီးတရဝူးမြို့နယ်မှာငလင်ကြောင့်နေတချို့ပြိုကျခဲ့ပြီးအမျိုးသမီးငယ်တဦးသေဆုံးခဲ့ပါတယ်။မလ28ရက်မိုးလင်း12နာရီမိနစ်50ခန်းကမြန်မာနိုင်ငံအလဲပိုင်းသခိုင်းမြို့ အနီးကိုဗဟိုပြုပြီးမန်နီကျု9.8တရားရှိတဲ့ငလင်လှုပ်ခတ်ခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ယနေ့မလ28ရက်မော်လဲ12:53မိနစ်ခန့်တွင်လှုပ်ခတ်ခဲ့သော Restar Scale 9ကြော်သည့်အင်အားပြေးငလင်းကြောင့် အောင်ပန်းမြို့မှာရှိတဲ့ဟိုတယ်အောင်ပန်းပြိုကျခဲ့ပြီးလူတချို့ပိတ်မိနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ငလင်ကြောင့်ပြိုသွားတာအခုပဲ။ဟိုတယ်အောင်ပန်းအထဲမှာလူတွေပိတ်မိနေတယ်လို့ပြောတယ်။အခုကယ်ဆယ်ရေးလုပ်နေကြတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ဒါပြင်အင်အားပြင်းငလင်ကြောင့်တောင်ကြီးမှာလည်းထိခိုက်ပျက်စီးမှုတွေရှိရလို့သိရပါတယ်။ တောင်ကြီးမြို့ပေါ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ဒါပြင်တောင်ကြီးမြို့မှာရှိတဲ့ဒေသခံတချို့ဟာငလင်လှုပ်ခတ်ချိန်မှာအထက်မြင့်တိုက်တွေမှာနေထိုင်သူတွေလမ်းမော်ကိုပြေးထွက်လာတာကိုတွေ့ခဲ့ရပါဗျ။